မြန်မာစစ်ကောင်စီနဲ့၎င်းတို့ပြုလုပ်မဲ့တွေ့ရောင်ရွေးကောက်ပွဲကိုဝေဖန်သူတွေကိုစေယုံစုထောက်ခံသူတွေရဲ့တိုင်ကြားချက်တွေအပြင်လူပုဂ္ဂိုလ်များစီစစ်ဆောင်ကြည်စနစ် PSN Maps အသုံးပြုပြီးဖမ်းဆီးမှုတွေအခုရပိုင်းတွင်များပြားလာတယ်လို့မြန်မာ Internet Project MIP ဖွဲ့ကပြောရေးဆိုခွင့်ရှိသူဦးသိညာကပြောပါရယ်အခုနှစ်ဩဂတ်လကနေအောက်တိုဘာလအတွင်းသတင်းလွတ်လပ်ခွင့်ထိန်းချုပ်မှုတွေနဲ့ online ကတဆင့်ပြောဆိုမှုတွေကိုစောင့်ကြည့်ဖမ်းဆီးမှုတွေတည်တည်တသာမြင့်တက်လာတာပါ အထူးသဖြင့်စေအိုစုဟာ Person Scrutinization and Monitoring System PSMS ကိုကျပြန်းစွာအသုံးချပြီးတော့ VBM အသုံးပြုမှုနဲ့ရွေးကောက်ပွဲကာကွယ်ဆိုင်ရာဥပဒေတွေကိုအသုံးချပြီးဖန်ဆီးအရေးယူမှုတွေလှုပ်ဆောင်လာတယ်လို့မြန်မာ Internet Project ရဲ့နိုဝင်ဘာလ3ရက်နေ့ကထုတ်ပြန်တဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ CEO ကလူမှုကွန်ရက် Social Media ကိုစောင့်ကြည့်ပြီးဖန်ဆီးတာတွေက2021 February ကလေးကရှိပါတယ်။ အခုတော့ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့အကြောင်းပြပြီးထင်ရှားတဲ့သူတွေလူသိများတဲ့သူတွေကိုဖမ်းပြတယ်အရက်သားပြည်သူတွေကြောက်အောင် အကြောင်းတရားသွင်းတာပဲလို့မြန်မာ internet project အဖွဲ့ကပြောရေးဆိုခွင့်ရှိသူဦးသိညာက AR Times ကိုပြောပါရယ်စစ်ကောမရှင်ဟာ၎င်းတို့မွေးမြူထားတဲ့စေုပ်စုထောက်ခံသူတွေရဲ့သတင်းပေးမှုလူဝင်ရနောက်ရောက်ခံစောင့်ကြည့်ဤပညာနဲ့ရွေးကောက်ပွဲအကြောင်းသတင်းဌာနတွေထင်ရှားသူတွေတက်ကြွလှူရှားသူတွေနဲ့ လူမှုကွန်ရက်စာမျက်နှာအောက်ရှိကွန်မန့်ရေးသူတွေကိုလိုက်လံကြည့်ရှုပြီးဖန်ဆီးမှုတွေရှိနေတယ်လို့သိရှိရပါတယ်။ဒါအပြင်ကွန်မန့်ရေးသူတွေရဲ့လူမှုကွန်ရက်ကိုစောင့်ကြည့်ပြီးအကောင့်တွေနဲ့မိတ်ဆွေဖွဲ့ထားကအတွင်းကနေစောင့်ကြည့်မှုတွေကိုလည်းလူဝင်အားများစွာနဲ့ပြုလုပ်ပြီး Facebook, Telegram, TikTok, YouTube လိုမျိုး channel များစွာကိုလည်းစောင့်ကြည့်ဖန်ဆီးနေတယ်လို့သိရပါတယ်။ဒါအပြင်စစ်ကောင်မရှင်ဟာ online internet အသုံးပြုပြီးလူလက်စွာထုတ်ဖော်ပြောဆိုမှုပြုလုပ်သူ58ဦးကိုလည်း ဖန်ဆီးထားတယ်လို့မြန်မာအင်တာနက် project ရဲ့သုံးလဘက်လေးလာမှတ်တမ်းပြုစုတဲ့အချက်လက်တွေရသိရပါတယ်။စစ်ကောင်မရှင်ဟာ၎င်းတို့ရဲ့တွေ့ရောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဝေဖန်ပြောဆိုသူတွေကိုစောင့်ကြည့်ဖန်ဆီးနေရအမှုပညာရှင်တွေပါဝင်ဖန်ဆီးခံရသူ65ဦးထိရှိလာပြီဖြစ်တယ်လို့စစ်ကောင်မရှင်ရဲ့ထုတ်ပြန်ချက်တွေရသိရှိရပါတယ်။